ီလို3000တော့သုံးပြီးတဲ့အချိန်တောင်မှဘင်းကတခါမှမပေါဘူးကြာအဓိကဆိုလို့ကသူတို့ရဲ့လမ်းတွေကဟိုကောင်းတယ်တာယာတလုံးကတကယ်တမ်းပြောမယ်ဆိုရင်20ကီလိုကနေ40ကီလိုရှိတယ်ဝိတ်ကဟုတ်ကဲ့ရှင်အဲ့ကြားထဲမှာရှိတယ်အဲ့ဟောင်ထုတ်လိုက်ခြင်းအပြင်သူတို့ကာပို့ပေါ့သွားပေါ့သွားကြတော့ fuel efficiency တက်လာတာ ဆရာမင်္ဂလာပါဆရာမင်္ဂလာပါဗျာဟိုတနေ့ကဆရာရဲ့အကောင့်မှာတင်ထားရပါတော့နော် EV tire ငားစနစ်ဆိုပြီးတော့တင်ထားတာပါတော့ဆိုတော့အဲ့ဒါဘယ်လိုမျိုးလေးလဲဆရာသိပြရစီဟုတ် EV tire တွေငားဖို့ဟိုပါပေါ့နော်အဲငားဖို့စင်ကတော့ဒါလက်ရှိပြောရမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ဒီ automobile industry မှာဖြစ်နေတဲ့ gap တစ်ခုဖြည့်တာဆိုတော့ကျွန်တော်တို့မှာလိုအပ်ချက်တစ်ခုရှိနေတယ်အဲ့ဒါပါလဲဆိုတော့ဒီ EV ကအများစုမှာ spare data စီမပေါဘူးမပါရတဲ့ကြောင့်သူတို့ကအာ လမ်းမှာတကူကူဘိန်းပေါက်တာပဲဖြစ်ဖြစ်တကူကူဆိုရင် ဖြည့်ရှင်းမှုခက်တယ်ခက်တယ်တော့ခီးသွားမယ်ဆိုရင်တို့ကဒီခုနပြော trip worthiness လို့ခေါ်တာလုံခြုံမှုမရှိရဲ့ခီးစဉ်မျိုးဖြစ်နေရတာမျိုးတွေကိုအာယာယီဖြည့်ဆည်းပေးဖို့ကျွန်တော်တို့ဟို idea လေးတခုရတာရောကုညီချန်တာရောပေါ့နော်နှစ်ခုလုံးပေါင်းပြီးတော့ဟိုဘာဖြစ်ပါစီးပွားဖြစ်မဟုတ်ပါဘူးဒီကိစ္စကလေအဓိကရှင်းပြချင်တာဘာလို့ကားကြီးဒီလောက်ကြီးထုတ်ထားပြီးပြီး spare tire ဘာလို့မပါလဲဆိုတော့အေးအေးချက်အေးချက်ပြန်ပြောရမယ်ဆိုရင် EV tire မှမဟုတ်ဘူးဗျာ mostly ပေါ့ European ကားတွေနောက်ပိုင်းထုတ်တဲ့ကားတွေဥမာ BMW တွေ Mercedes တွေ OD တွေဒီ Volvo တွေဒီဘက် European standard နဲ့ထုတ်တဲ့ကားတွေတော်တော်များများမှာ နောက်ပိုင်းထုတ်တဲ့ကားတွေမှာဒီ spare tire မပါတော့တာကိုတွေ့ရမယ် instead အဲ့ဒီဟာအစားသူတို့ဒီအဲတခြားနည်းရင်ဖြစ်ရှင်းလာတယ်အဲ့တော့ဒါလေးကိုကျွန်တော်အခြေခံအချက်လေးနဲ့ကျွန်တော်ရှင်းပြသွားမှာပေါ့နော်အဓိကဘာလဲဆိုတော့ EU နိုင်ငံတွေမှာသူတို့ကနောက်ပိုင်းကျတော့ဒီသဘောပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ီစွန့်ရင်ခြွေတောင်မှု အပိုင်းကိုတော်တော်လေးကိုတော်အားပေးလာတယ်အားကြောင့်မလို့ဒီ car manufacturers တွေကိုသူတို့ကဒီ global goals တွေပေးလာတော့ဗောဒီလောက်တတ်မှတ်ချက်ရှိရမယ်ဒီလောက်စံနှုန်းရှိရမယ်အဲဒီလို fuel emission control ဒီ sulfur percentage ဘလောက်ရှိပဲသုံးရမယ်ဆိုပြီး manufacturer တွေပြီးတော့ manufacturer တွေဆီကဒီဟာတွေကိုလိုက်နာဖို့သူတို့ကားတွေရဲ့ performance တွေကိုပျက်စပြီးတော့ပြောင်းလဲလာတယ်။အဲ့ဒီမှာတခုဘာပါလဲဆိုတော့ weight reduction ဆိုတာပါတယ်။ weight reduction ဆိုတော့အလေးချိန်ကိုလျှော့အောင် ချောင်းဘိုးကသူကဘာဖြစ်လာလဲဆိုတော့ဒီ spare tire ကိုခေါင်းထဲမှာမြင်လာတယ်။အဲ့ဒီအချိန်မှာသူတို့နိုင်ငံတွေမှာတော့ဖွံ့ဖြိုးဆဲပြီးနိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်ကားတစ်စီးကကီလို300လောက်သုံးပြီးတဲ့အချိန်တောင်မှဘင်းကတစ်ခါမှမပေါဘူးဗျ။အဓိကဆိုလို့ကသူတို့ရဲ့လမ်းတွေကဟိုကောင်းတယ်ဟိုဒီဒီ မြို့တွင်မြို့ပြင်တနိုင်ငံလုံးတိုက်တော်သွားသည်ခုနကပြောရိုခတ်ဆက်လို့ခေါ်တဲ့ဒီလမ်းပေါ်မှာရှိတဲ့ဘမ်တွေအဲနောက်ပြောဒီကြောက်စွန်းနေဒီစူးတွေဒီလိုမထိမိမှုမရှိတော့သူတို့ကအဲ့ချက်ကိုမစင်စားဘူးအဲ့တော့ဒီတာယာဒီသူတို့အပိုပဲဒီကဝိတ်ရှော့လိုက်တာယာတလုံးကတကယ်တမ်းပြောမယ်ဆိုရင်20ကီလိုကနေ40ကီလိုရှိတယ်ဝိတ်ကဟုတ်ကဲ့ရှင်အဲ့ကြားထဲမှာရှိတယ်အဲ့ဒီဟာကိုထုတ်လိုက်ခြင်းအပြင်သူတို့ကာပိုပေါ့သွားပေါ့သွားကြတော့ fuel efficiency တက်လာတယ် စီစားလုံးပြောင်းလဲသွားတယ်ဆိုတော့ဒီဟာဒီသူတို့ရဲ့နံပါတ်1အချက်ပေါ့သူတို့နိုင်ငံအတွက်တော့အဆင်ပြေပေါ့နော်အဲ့တော့ဒီဟာကိုတိုက်ရဖို့သူတို့အဲ့တို့ကိုမစင်စားတော့အဲ့ဒီတိုင်ယာအစားသူတို့ကတခြား compensate လုပ်ရတဲ့ system မျိုးထွင်တယ်ဥပမာအဖြစ် roughlet တိုင်ယာကိုသူတို့ထည့်တယ် roughlet တိုင်ယာတန်ဆူးလဲဆက်မောင်းလို့ရတယ်ကီလို80ဆိုအဲ့ဒီနေသူကအစားထိုးတယ်အဲအကြောင်းမလို့ဒီ BMW တွေ7 series တွေနော်ခုနပြောတဲ့ Mercedes တွေက roughlet တိုင်ယာနေလာတာ run flat tire ဆိုတော့ run flat tire technology ဆိုတာဒီဘိန်းထဲမှာလေလုံးကထွက်သွားတဲ့တိုင်အောင်သူ့ရဲ့ side wall တွေကနေရန်တွေကကားရဲ့ weight ကိုထမ်းနိုင်တယ်။ဆိုတော့အဲ့အဲ့ဟာမျိုး run flat tire တွေထည့်တယ်။ဒါပေမဲ့ run flat tire ရဲ့အားနည်းချက်ကလည်းအဲ့ side wall ပွင့်သွားရင်တော့ဘာမှလုပ်လို့မရဘူး။သူအလေသားမှာပဲလေထွက်ရင်သူကသွားလို့ရတာ။ဘေးတွေပွင့်သွားရင်ရှိပွင့်သွားတာလုပ်လို့မရတာသူ့ရဲ့အားနည်းချက်ပေါ့။နောက်တစ်ခါအဲ့ဒီကိုအစားထိုးဖို့ကော်ဘူးနဲ့ခုနကပြောစီးလန့်လို့ခေါ်တာပေါ့။စီးလန့်နဲ့ခုနကပြောတဲ့ လေထိုးဆက်တဲ့ပါလာတယ်အဲ့ဒါတွေကမြန်မာနိုင်ငံအစောဆုံးကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီခုနပြော Honda series မှာဟိုတွေ့ပါလိမ့်မယ်เนาะဟုတ်ကဲ့ဆရာ Honda series မှာဒီ spare tire မပါဘဲနဲ့လေထိုးဆက်နဲ့ကော်ဘူးနဲ့ပါလာတယ်ဆိုတော့သူ့လိုလိုပုံကတော့ဒီလေထိုးဆက်ကလေပဲအဲ့မဲ့အဲ့လေ line ထဲမှာသူကအဲ့ကော်ဘူးထည့်လိုက်တဲ့အချိန်မှာဒီကော်ကလေ line ထဲရနေပြီးတော့တယာတွေကိုဝင်သွားမယ်ဝင်သွားပြီးတော့ဒီတယာကြီးတစ်ခုလုံးကိုကော်တွေဖြန့်တာပေါ့ဖြန့်ပြီးတော့ဒီ pressure တင်းသွားပြီဆိုရင်တော့ ောက်တဲ့နေရာမှာသွားပြီးတော့ဒီမှာပိတ်ပေးမှာပေါ့ဆိုတော့ဒီလိုမျိုးနဲ့နေထိုးဆက်တဲ့ကော်ဘူးနဲ့ကသွားတဲ့နီလန်းလည်းရှိတယ်နောက်တစ်ခါကျတော့ tire sealant technology လို့ခေါ်တဲ့ tire အတွင်းထဲမှာသူကကော်လောင်းလာပြီးသားအဲ့ဆိုရင် tire အစ်စ်ကိုကြည့်လိုက်ရင်အတွင်းထဲမှာမဲမဲကြီးတော့ကော်နဲ့ကတ်တရလိုကော်ကြီးအပြည့်လောင်းလာရှိတယ်အဲ့တော့ तू က तू ကဒီတန်နေပေါ်မှာမောင်းသွားလဲတန်ဝင်မယ်ပြန်ထွက်သွားမယ်ဒါပေမဲ့သူ့ရဲ့ဟိုကော်ပြင်းကြောင်းပေါ့မဟုတ်ဘူးအဲ့တော့ tire sealant technology နီးလန်းနေတဲ့ကားတွေမှာထည့်ထားတဲ့အတွက်ကြောင့်ခုနကပြောစပယ်တာဆိုတဲ့ဟာကိုဖျောက်ကြတာဒါကတော့ဒီပထမတစ်ချက်ပေါ့ဒုတိယတစ်ချက်ကတော့ more space technology လို့ခေါ်တယ် more space technology ဆိုတာဒီကားတွေကိုစီပိုဆက်နေတဲ့ range ပိုရကြတယ်အဲကြောင့်မလို့ဒီခုနကပြောတဲ့စပယ်တာတဲ့မဲ့ဆိုနောက်ခိုင်းကြီးကခွတ်နေရတယ်လေဆိုတော့အဲ့နေရာစားတော့စီပိုတယ်ဖို့ရမယ်နောက်တစ်ခါ ဒီတိုင်ယာမှာသူတို့ကဖြည့်ရှင်းထားပြီးသားဖြစ်နေပြီလေဆိုတော့ reflect ဒီ sealant technology တွေသွားပြီးဆိုတော့သူတို့က cargo space သူတို့နိုင်ငံမှာကားကြောင်ကြောင်ရင်အနောက်မှာဘယ်လောက်ထည့်လို့ရတယ် cargo space ကဘယ်လောက်ရှိရဲအဲနောက်တစ်ခါ weight reduction လည်းလုပ်ထားတဲ့အတွက်ကြောင့်စီစာလုံးပိုတက်တာမယ်နောက်တစ်ခုက C ပိုထည့်လို့ရမယ်စီကံကြီးလိုက်တယ်နောက်တစ်ခါကျတော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒါပုံမှန်ဟို internal combustion engine ကားတွေအတွက်ပြောတာ EV ထွက်လာတဲ့အချိန်ကျတော့ပိုဆိုးသွား ် EV ကသူကဘာဖြစ်လဲဆိုတော့ weight ကလည်းသူကများတယ် spare tire အတွက်လည်း weight ပေးရနောက်တစ်ခါသူ့မှာက component တွေပိုများတယ် electronics component တွေနော် motor အတွက်နေရာပေးရတယ် battery အတွက်နေရာပေးရတယ်အဲ့ battery ကို control module ကြီးရတယ်နေရာပေးရတဲ့အချိန်မှာသူ့အတွက်ကနေရာတော်တော်လေးကိုခက်ခဲတာအဲ့ဒီအချိန်မှာလည်းခုနပြောတဲ့ရှေ့မှာအဲခုနကလေထိုးဆက် technology တို့เนาะခုနကပြော sealant technology တို့ run flat တွေညာရှိနေပြီသားဖြစ်တဲ့အတွက်ကြောင့်သူဒီလေစစစအချိန်မှာဒီ spare tire အတွက်ကိုမထည့်တာကောင်းမယ်ဆိုပြီးတော့ ထဲရင်လည်းလို့ပို့လှုပ်ရှုပ်ဟိုအဆင်မပြေဘူးဒါပါစစ် space ကဘလောက်ကြီးကြီးလဲဆိုမာစီဒီဆိုတွေ့လိမ့်မယ်အဲ့ဒီတာယာကိုခောက်ထားတာဂွေနေရာဘဲမှာတာယာအတွင်းထဲမှာအရေးပေါ်ဖြစ်မှာလေထိုးစက်နဲ့ထိုးပြီးတော့ဒီတာယာကိုဖောင်းအောင်လုပ်ထားတယ်ဆိုတော့ဒါဆိုရင်ဒါမာစီဒီစင်မှာတွေ့လိမ့်မယ်ဆိုတော့အဲ့ဒါမျိုး folded တာယာတွေအောင်ထွင်ထားတယ်ရှေ့ခက်ပါအဲ့တော့ပြောရင်ဒီနေရာရဲ့ weight ရဲ့အတွက် space ရဲ့အတွက်ကိုဒီဟာမထည့်တာအဲ့ဒီအစား ခုနပြောတာယာတွေကော်ဘူးတွေလေထိုးဆက်တွေနဲ့ဖြည့်ရှင်းထားတာပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်ဆိုတော့အဲ့အဲ့ဒီနေဖြည့်ရှင်းတာဒါပေမဲ့တကယ်မြေပြင် ground မှာလမ်းတွေအရန်ကောင်းနေရင်နောက်တစ်ခါနေရာတကာမှာ road side system တွေအဆင်ပြေတယ်ဒါပေမဲ့ drone စီမှာကြတော့ဟို tow service တွေကလွယ်တယ်အဲ့လိုမျိုးကြရင်တော့ပြဿနာမရှိဒါပေမဲ့မြန်မာနိုင်ငံလိုမျိုးဟိုလမ်းမှာ road hazard များတယ်ကြောက်နဲ့ထိုးမိတယ်ဂဲနဲ့ထိုးမိတယ်တင်းငုံထိုးတယ် ဂျိုင်နေပြုတ်ကြတယ်ဆိုဒီလိုမျိုးပေါ့ဟိုဒီလမ်းနေတိတ်မကောင်းသေးတဲ့ပုံစံမျိုးမှာတော့ခုနပြောတဲ့ run flat လည်းမခံနိုင် run flat တွေဆိုအများကြီးဖြစ်တယ်ကျွန်တော်အများကြီး service တွေပေးရလမ်းကြောင်းမဟုတ်တော့မှ user fault ကြောင်းဖြစ်တယ်ဥပမာဘယ်လိုဟာမျိုးလဲဆိုတော့ run flat တာတက်ထားတယ်မာတော့ညင်ညင်တော့လေကို short တယ် short တဲ့အတွက်ကြောင့်ဒီ queen နဲ့ဒီအတွင်းတစ်ခါနဲ့တောက်လျှောက်ရရင်လည်း queen ဘေးကိုထိုးခွဲပြီးလေကိုစီပေါင်းထွက်ပြီးပွင့်သွားတာလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးဟာမျိုးတွေလည်းရှိရပါတော့เนาะ အဲ့တော့ပြောရင်ခုန run flat လဲမြန်မာနိုင်ငံမှာမအောင်မြင်ဘူးလေထိုးဆက်လေထိုးဆက်ကလည်းကဲ main ကလေးဆိုဘယ်လိုထိုးလဲ user family ဖြစ်အောင်လဲကြည့်ရသည်နောက်လေထိုးဆက်တက်မှာပါတဲ့ core က၃နှစ်ပဲခတ်တယ်ဟုတ်ဟုတ်ကဲ့ဆရာအဲ့ core ခဲနေဘယ်လိုမှလုံးလို့မရအောင်အဲ့ land နေမှာဒုက္ခရောက်တယ်ဒီဟို user family လည်းမဖြစ်ဘူးနောက်တော့ဒီသူ့ရဲ့အားနည်းချက်တွေကလည်းများတော့ပေါ့တခါလေကြာရင်အပေါက်ကဟိုတူတက်မှတ်ချက်ပေါ့နော်ဆိုတော့မီလီမီတာနဲ့ပေးတာ1.5ထည့်တယ်ဆိုဆိုခဲတဲ့အလုံး size ထက်ပဲ အောက်ကိုပဲသူကဖာလို့ရတယ်အဲ့ထက်ကြော်ရင်ဒီကောင်စကောတွေကထွက်နေရောဘလို့မှအဆင်မပြေအဲ့တော့သူဖြစ်ရမယ့်နေရာဒီအလဲသားမှာပဲဖြစ်ရမယ်စိုက်ဝေါ်မှာဆိုလည်းဖာလို့မရအောင်အားနေချက်တရှိအဲ့ဒါအပြင်ကိုအဲ့ဒီကောင်နဲ့ဖာပြီးဆိုကားထဲမှာရှိတဲ့ GPMS system မှာပြက်တာပဲကော်ရီနဲ့ပိတ်ပြီးတော့သူကသူကဖာမယ်ဆိုရင်ဟိုဒီစနစ်ကအပြက်ခံရမယ်ဆိုရင်ဖြစ်လာဆိုတော့အဲ့အားနေချက်တွေအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့ တာယာမပိုင်တော်တော်လေးစပယ်တာယာမပိုင်မြန်မာနိုင်ငံနိုင်ငံတော့လည်းစိတ်ပူပါသေးရောဘောနော်ဟုတ်ကဲ့ဆရာဟုတ်ဆိုတော့ဆရာဒီ idea လေးကိုဘယ်လိုမျိုးစရပြီးတော့ဘယ်လိုမျိုးစပြီးအကောင့်တွေဖော်မယ်လို့စိတ်ပူထားလဲဆရာဟုတ်အဲ့တော့ generally ပြောရမယ်ဆိုရင်တချို့ကားတွေက spare tire မပါတော့လဲ spare tire ထည့်လို့ရတဲ့ကားတွေရှိတယ်။နေရာပါတယ်။ဟုတ်ကဲ့ဆရာ။เนาะသူ့နေရာလို့ပါတယ်။ spare tire မထည့်ပေးလိုက်ပဲကော်ဘူးထည့်ပေးလိုက်တာ။ ် dual use သုံးလို့ရတဲ့ကားတွေရှိတယ် EV ပါမဟုတ်ရှေ့ series တွေမှာလည်းရှိတယ်ဆိုတော့ဟို weight reduction အတွက်ဒါသူကဒီ tire ကိုမထည့်ပေးလိုက်တာအဲ့ဒီအစားဒီထိုးစက်နဲ့ကော်ဘူတူထည့်ပေးလိုက်တယ်ဒါပေမဲ့ spare tire ထားလို့ရတယ်သူ့နေရာနဲ့သူ့ကိုပါပြီးသားဒါက weight reduction အတွက်ထုတ်ပေးအဲ့ဒါအတွက်ကပြဿနာမရှိဘူးသူ့နဲ့စင်တူတာလုံးဝယ်ထည့်လိုက်ရတယ်ဒါပေမဲ့တချို့ကားတွေကြောင့်အဲ့လိုမဟုတ်ဘူး ဒီနောက်ပိုင်းရှေ့ပိုင်းမှာဝင်တဲ့ကားတွေပါတယ်အများကြီးရှိတယ်ဟို Chevrolet series ဆို Chevrolet Trax တို့ Spark တို့เนาะဒီဟာတွေမှာလည်းပါတဲ့ကားရှိရမပါတဲ့ကားရှိမပါရင်လည်းဒုက္ခရောက်တယ်ဆိုတော့အဲ့လိုမပါတဲ့ကားတွေဆိုလည်းအဲ့လိုမျိုးအဆင်ပြေအောင်ထည့်လို့ရတဲ့ကားတွေလည်းရှိမရရှိအဲ့တော့ဒီဥမာဟိုကျွန်တော် Kia Carnival ဆိုရင် Spider မပါဘူးအဲ့တော့ခီးတော့မဆိုအလုံးလိုက်ကြီးကိုတင်သွားတာဒီအနောက်မှာ Spider အလုံးလိုက်ကြီးကိုအဲ့ဒီသူ့ရဲ့ ဒီ cargo compartment ပေါ်တင်အဲ့ဒီပုံမှာ luggage ဆိုတာတင်သွားအဲ့တော့ရေရှည်ကြီးလဲဒီလိုမျိုးကားထဲထည့်ထားဖို့အဆင်မပြေမရအောင်အဲ့တော့သူတို့ကယာယီပဲထားလို့ရမှာခကြီးတော့မှသွားမြို့ရင်းမှာဆိုရင်မထားနဲ့ဆိုတော့အဲ့လိုမျိုးဖြစ်လာအခု EV တွေအားလုံးလဲအဲ့တိုင်းပဲဟုတ်ကဲ့ဆရာတေချာတာ space ကိုမပေါအောင်တချို့ကားဆို spare tire အတွက်ကိုတော့မှတော်တော်ကြီးကိုထောင်ထက်ပြီးတော့ထည့်သွားမယ်အဲ့လိုထည့်သွားပြီးဆိုရင်လဲကိုဟိုပစ္စည်း luggage ထည့်ဖို့တော့တော်တော်လေးခက်ခဲအဓိကပါလဲဆိုတော့ကိုသွားတဲ့ခကြီးမှာ ဒီဟိုစိတ်ချဖို့ပေါ့เนาะအဲ့တော့အဲ့ဒီအခက်ခဲကိုကျွန်တော်ကသိတယ်သိတော့နံပါတ်1အခက်ခဲကဘာကြောင့်အငှားနဲ့အယောင်းနဲ့နှစ်မျိုးရှိတယ်ဟုတ်ကဲ့အယောင်းကတော့ရှင်းတယ်ကျွန်တော်ရောင်းလိုက်ရဘာကြောင့်ငှားလဲဘာကြောင့်ငှားလဲဆိုတော့ရှင်းရှင်းလေးပဲဘယ်သူမှမဝယ်ခြင်းဘာကြောင့်မဝယ်လဲဆိုတော့တေးစားတတ်တတ်ရရလေးထည့်လို့ရရင်ဝယ်ခြင်းလေဒါပေမဲ့အဲ့လိုတတ်တတ်ရရလေးထည့်လို့လည်းမရအောင်ထောင်ထိုးထောင်ပြီးတော့လည်းထားရမယ်ခရီးသွားရင်ဟိုအရေးပေါ်တော့ပဲစောင့်သွားခြင်းတဲ့လူကများတယ်ဗျဟုတ်ကဲ့ဆရာ ဲ့ဒါကြောင့်ကျွန်တော်ကအာဒီတိုင်းဆိုရင်တော့အဆင်ပြေအောင်ကိုကကူညီတာပို့အဆင်ပြေရယ်ဆိုပြီးတော့ကျွန်တော်ကငှားဖို့တစ်ချက်စဉ်းစားရတယ်ဟုတ်ဆရာဘယ်လိုမျိုးငှားသုံးရမလဲဆိုတာလေးပေါ့ငှားရမ်းပုံလေးတိတိကျကျလေးပြောပြပေးလို့ရတယ်အဓိကတော့ကျွန်တော်ကအဆင်ပြေစေချင်တာအဆင်ပြေဆိုကို့မှာလည်းတာယာရှိတယ်ဆိုတော့အဲ့တော့နှစ်မျိုးရှိရယ်ဗျကျွန်တော်မှာ align ရောတာယာရော fix လုပ်ထားတဲ့ဟာရှိတယ်တာယာကြီးပဲရှိတာလည်းရှိတယ် align ကကျွန်တော်တွင်းလို့လည်းမရဝဲလို့လည်းမရအဲ့တော့တွဲရဲ့ဟာရှိတယ် တွဲရမှာဟုတ်တယ်အားရှိဒါပေမဲ့ကန်ဆိုးတဲ့တစ်ချက်က EV တာယာမှာဂွေရောတာလို့ကျွန်တော်ဆိုလို့ဈေးကွက်ထဲမှာမရှာနဲ့မဖြစ်နိုင်ဘာလို့ဆိုတော့သူ Chinese car manufacturer တွေရဲ့ဒီခုနကပြောတဲ့ဒီဘိန်းမှာရှိပြောရရင်နှက်တိုင်ထွက်နေပေါ့အဲ့တော့ PCD လို့ခေါ်တာဟုတ်ကဲ့အဲ့ distance ကတိုက်တဲ့ဂျပန်ကကိုရီးယားကယူရိုပ်ကနေတက်တက်မတော်ဘူးအဲ့တော့ဆိုလိုတာဒီ EV ကားတွေရဲ့ဒီ PCD ကဂျန်နက်ကားတွေရဲ့တန်ငွေတို့ပေါ့လေအစားထိုးမယ်တို့ယာယီတက်မယ်ဆိုဘယ်လို့မှမဖြစ်နိုင် မရအောင်အဲကြောင့်သူ့ရဲ့ specific က specific BCD နဲ့တက်မှာရအဲလက်ရှိတည်းကကျွန်တော်မှာ6မျိုးလောက်ပဲအာပစ္စည်းတွေရှိတယ်ဟိုပါဗောခွေရောတိုင်အောင်ဝမ်းဆက်ရှိတယ်ဆိုတော့အဲ့ဒါတွေကပြဿနာမျိုးခီးသွားရင်ကျွန်တော်စီကအလုံးလိုက်ယူသွားအဲ့တော့ကျွန်တော်ကဟိုစီးပွားအဖြစ်လည်းမလုပ်ချင်ဟုတ်ကဲ့ဆရာတခုပဲရှိတယ်သူတို့လည်းမသိဘူးမျိုးကာစမိုင်းမသိရလို့ဆိုတော့ကျွန်တော်ဒီတိုင်းထည့်ပေးတယ်မသိရလို့ဆိုတော့ကျွန်တော်ငါကအလုံးလိုက်ကြီးတင်သွားလိုက်တာယာအစ်စ်ဆက်ဆက်ဖြစ်တယ်ဝေရလည်းအစ်စ်ဆက်ဆက် ကျွန်တော်ကတော့ကျွန်တော် policy ကိုရှင်းပါတယ် GPC ကရောင်းမို့ထားရတာဖြစ်တယ်။သုံးလိုက်ရင်တော့ပတ်စံပေးရအောင်။ဟိုမှာတာယာကိုသုံးပြီးတော့နေကနေပြန်မောင်းလာပြီဆိုတော့ဒီတာယာကကျွန်တော်ပြန်ရောင်းလို့မရတော့အဲ့ဒါကျွန်တော်တာယာတံပိုးကျွန်တော်ပေးမို့။ဝေးရတော့ပြဿနာမရှိဘူး။ဆိုတော့အဲ့ဒါမှမဟုတ်ကျွန်တော် deposit ယူလိုက်တာပေါ့။ဒီရဲ့တံပိုးကိုကျွန်တော်ယူလာလိုက်တယ်။ကျွန်တော်အခုဆိုင်ရုံတော့ပြောထားတယ်တော်တော်လေးဒီပတ်စံကိုယူပြီးတော့ဟိုကွာလှည့်သုံးတယ်ထင်ပါဆိုလို့သူတို့ customer လာပေးပြီဆိုတော့ငွေသားယူလိုက်အိတ်နဲ့ချုပ်ထားလိုက် ပြီးတခါလဲသူတို့ပြန်လာလဲဒီအိတ်တိုင်းပဲကျွန်တော်တို့ကပြန်ပေးတယ်တပြားမှကျွန်တော်မရှိဘူးဆိုတော့ဒီလိုမျိုးထားတယ်တာယာဆိုလဲဒီတိုင်းပဲအဲ့တော့ event alignment ရအောင်မှာတာယာတင်သွားရင်လမ်းမှာပေါက်တယ်ဆိုရင်တော့ဗောကြိုက်တဲ့ဆိုင်ကိုသူတို့ပို့လိုက်ပြီးတော့ဒီတာယာကိုအစားထိုးလို့ရတဲ့အတွက်ကြောင့်ဝေကွဲသွားတာတော့ဝေလိန်သွားတာဆိုတဲ့ case ကလွယ်လို့အဆင်ပြေတဲ့ကြောင့်တာယာပါသွားလဲပြဿနာမရှိဘူး။ဒါနဲ့ကြန့်ကြာတာပဲရှိတယ်။ဆိုတော့အဲ့ဒီနည်းနဲ့ကျွန်တော်ကားအဲ့တော့လက်ရှိကျွန်တော်မှာက EV မြန်မာနိုင်ငံမှာအမျိုးအစားပေါင်း100ကျော်ဝင်ပြီးတဲ့အချိန်မှာကျွန်တော် ဒီ29မျိုးဟုတ်ကဲ့ဆရာလူသုံးများတဲ့ EV 29မျိုးအတွက်ကိုတာယာတွေရှိတယ်ဒီ BYD ကားတွေအတွက်ကိုကျွန်တော်တော့ဒီလူသုံးများတဲ့ဒီ BZ4X ဆို BZ3 ဆိုတဲ့ကို spare တာတွေလောင်းရောရှိဝက်ဆက်ရှိအခမဲ့ကားတာပါဟုတ်ကဲ့ပစ္စည်းဘိုးတော့ကျွန်တော် deposit ယူလာတယ် deposit ယူလာတာပါဆရာ deposit တဘောမျိုးထက်ဆိုင်တော့အပြည့်ယူလာလိုက်တယ်တဘောတစ်ခုလုံးဟိုမတုံးပြန်အကုန်ပြန်ပေးလိုက်တော့เนาะဒီနည်းနဲ့ပဲကျွန်တော်ဟိုလောက်ထားပါတယ် လက်ရှိရောဆရာ idea အကောင့်တွေပေါ်ပြီးနောက်ပိုင်းတုံးပြရဲဆိုရှိလားအများကြီးပဲဗျာအများကြီးပဲအများကြီးပဲတွားတယ်ဟောငွေဆောင်ချောင်းသားအကုန်တွားလူတွေအကုန်တွားဟုတ်ကဲ့ဆရာခုလိုရှိရဟိုကိုကိုကြတော့သူကဂျေစုတင်လို့ပေါ့နော်အေးဒေတာအတွက်တွေယူတာပဲဆိုတော့တော့ပါပဲဟိုစီးပွားပြည့်မဟုတ်ပါဘူးဒါပေမဲ့ကိုလည်းမရောင်းညင်တာဒီဟာအတွက်ကိုလည်းတသက်မရောင်းညင်ဘူးတသက်ဝယ်မှသာပဲရောင်းညင်တယ်အဲ့လိုငားသွားရတော့ပုံလဲကျွန်တော်စီးပွားရေးမလုပ်ချင်တာလည်းပါတယ်အဆင်ပြေအောင်ငားပေးဟို MG4 ဆိုတဲ့တကယ်ချင်းနေ MG3 အကုန်ရှိတယ်အဲ့တားဆိုကာဘော်တင်သွားလိုက် တာယာပဲတင်သွားရတယ်လမ်းမတစ်ခုအဖြစ်မှာအိတ်တာယာသုံးလိုက်ဟုတ်ကဲ့ဆရာဟိုနောက်တစ်ခုကဒီဟိုတာယာဆိုလို့လေဒီ spare tire အတွက်ကြရတယ်ပြောကြည့်လား EV တာယာမှလာငါးဖို့မဟုတ်ပါဘူး size တူတင်သွားလိုက်အဟောင်းလည်းတင်သွားလိုက်အဲတချို့ကားကြအဲ့လိုပဲတင်ပြလိုက်တယ်ဟိုအဲ့တော့မျိုးဆိုရင်တော့အဆင်ပြေတယ်ဒါတော့မို့ကျွန်တော်ကဒီ EV ကိုမှဒီ EV အမျိုးအစားတာယာမဟုတ်တော့မှ size 2လေးထည့်လို့ရရဆိုရင်လေ recommend ပေးပြီးတော့တင်ပေးလိုက်တာတာယာ ်တစ်ဖြစ်ဖြစ်အဟောင်းဖြစ်ဖြစ်အဲ့လိုမျိုးတွေကျွန်တော်တင်ပေးလိုက်တယ်ဗျာဆရာဆွမ်းနာပြောတယ် EV ကားအတွက်ဟို EV ကား6မျိုးအတွက်ရတဲ့အတိုင်းအားဘေးမျိုးစားလေးဖြစ်နေဆရာအကျန်းအကျန်းမြင်းလေး BYD ကုန်ပဲဗျ BYD ကုန် BYD BYD model 4S2 3S2 BZ4 BZ3 အဲ့ဒါ BYD လေးမျိုးပဲလေးမျိုးဟုတ်ဟုတ်ဟုတ်ကဲ့ auto 3တို့ auto ဟိုသုံးများတဲ့ဟာလေနော်ဟုတ်ဆိုတော့အဲဒါလေးနဲ့ပတ်သက်ပြီးရောဆရာရင်နောက်ဆုံးအနေနဲ့ဖြည့်ဆက်ပြောချင်တာလေးရှင်ပြောပြပေးပါဦးဆရာ နောက်ဆုံးအနေနဲ့ဖြစ်ဆိုပြောချင်တာကတော့ခုနပြောတဲ့ Robert Zack ကတော့မြန်မာနိုင်ငံမှာရှိနေဦးမှာပဲပေါ့နော်ရှိနေတဲ့အချိန်မှာလမ်းမှာတစ်ခုခုဖြစ်ရင်ဥမာနှမျိုးစစ်စားပေါ့မျိုးတွေမှာဖြစ်ရင်တော့ကျွန်တော်တို့ဒီအားလုံးဒီ knowledge ပေးချင်တာဒီထိုးဆက်ကိုအလွယ်မသုံးဖို့ဟို roadside စစ်ဆက် service ရှိရင်ခေါ်တဲ့နေဘာလို့လေထိုးဆက်သုံးလိုက်ရင်ခုနပြောတဲ့ဒီအထဲထဲမှာဒီတန်ရှင်းပြန်လောက်ရတာရောဒီအလွိုင်းတစ်ခုဒီတာယာတစ်ခုလုံးသူကတာယာထဲမှာ EV တာယာတစ်ခုရှိတာအထဲထဲမှာတချို့ကျတော့ဟို noise cancellation အတွက်ကိုဖုန်းနေခံရတာရှိတယ် အဲ့ဖုန်းတွေပါဒီကောင်ကော်တွေဝင်သွားဝင်သွားရင်ကော်တွေကခဲသွားခဲသွားရင် तू ကဘာဖြစ်လဲဆိုတော့ဒီ high speed မောင်းတဲ့အချိန်မှာ balance ကမညီတော့ဒီမှာအများကြီးစုံတယ်ဒီဘက်ပိုင်းအများကြီးခဲနေဆိုတော့ဒီကောင်ကခါကုန်တော့ပို့အနေရှိအဲ့လိုမျိုးကြာရင်တာတစ်ခုလုံးပြစ်ပြရတာရှိတယ်လုတ် ပြရတော့ sensor TPMS sensor တွေပြတ်သွားတာရှိအဲ့ကြောင့်မလို့မျိုးတွင်းမှာဘိန်းပေါက်ရင်တော့ဒီလွယ်လွယ်ကူကူကျွန်တော်ကတော့ဟို ဒီကော်ဘူးနဲ့ဟွာနဲ့မသုံးစေချင်ဘူးခေါ်ပါ service service မရှိဘူးအရေးပေါ်မဖြစ်မနေကြမှသာသုံးဖို့ဒါနံပါတ်1ချက်ပေါ့နော်ဒါလေးသုံးပါပေမလမ်းမမီနေချင်ဘူးပေးပါလမ်းမပီတဲ့ချိန်မျိုးမှာမှဒီကော်ဘူးနဲ့ဟောင်သုံးဖို့ဒါအကြံပြုပါပိုဆိုးတယ်နောက်ဆက်တွဲလိုက်ရတဲ့ဟာတွေကပိုပြီးတော့ဖြစ်သွားတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်အဲလိုရင်လည်းအချိန်ပေးအလကားလာတာပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့